မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အတွေ့အကြုံကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့ April 1ရက်အင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ Binstead ထိပ်သီးအစည်းအဝေးမှာအကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုတက်ခွင့်မပေးဘူးအမျိုးသားညီညွတ်ရေးအစိုးရကတောင်းဆိုလိုက်တဲ့သတင်း။ ဂလျင်ဘေးတင်ပြည်သူတွေကိုထောက်ပံ့ကူညီနိုင်ရေးအတွက်ပြည်တော်စုဝင်ကြီးနော်ဆူဇန်နာလှလှဆူဦးဆောင်တဲ့အဖွဲ့ကဘာမားအက်ဒ်ဗိုကေစီဂရုနဲ့တွေ့ဆုံဆွေးနွေးတဲ့တဲ့တင်အကြံဖတ်စစ်တပ်ကတော်လန်ရေးအင်အားစုတွေနဲ့နှီးစက်တဲ့ဂလျင်ဒန်တင်နေမျိုးတွေစီကိုကူညီကယ်ဆယ်ရေးအဖွဲ့တွေမတော်နိုင်အောင်ပိတ်ပင်ထားတယ်လို့ဦးနေဖုံးလက်ပြောကြားတဲ့တဲ့တင်အကြံဖတ်စေအုပ်စုကနိုင်ငံတော်အဆင့်ဝန်ထဲချင်းအထိတ်မှတ်သတ်မှတ်ထားတဲ့ရက်မှာပဲနောင်ချိုမြို့ကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တဲ့တဲ့တင် ငလင်းတန်းပြင်းထန်စွာခံစားနေရတဲ့စကိုင်းတိုင်းမှာအကျန်းဖတ်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးစစ်ကြောင်းထိုးနေတဲ့တရင်နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လန်ရေးဆန္ဒပြလူလူတပိတ်တရင်တွေပဲဖြစ်ပါတယ်ပထမအဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ဘင်းစတက်ထိပ်သီးအစည်းအဝေးမှာအကျန်းဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုတက်ခွင့်မပေးဘူးအမျိုးသားညီညွတ်ရေးအစိုးရကတောင်းဆိုလိုက်တဲ့တရင်ပါ ထိုင်းနိုင်ငံမှာမကြာခင်ကျင်းပမဲ့ဘင်္ဂလားပင်လယ်အော်ဒေသတွင်းကဏ္ဍစုံနီးပညာနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဥဆောင်ဥရွယ်ပြုမှုအစီအစဉ်ဘင်းစတက်ထိပ်သီးအစည်းအဝေးမှာအကြံဖတ်စစ်ကောင်းဆောင်မဲအောင်လှိုင်ကိုတက်ရောက်ခွင့်မပြုဖို့အမျိုးသားညီညွတ်ရေးအစိုးရကတောင်းဆိုလိုက်ပါတယ်။ထိုင်းနိုင်ငံမှာ2025ခုနှစ်ဧပြီလ3ရက်ကနေ4ရက်နေ့အထိပြုလုပ်မဲ့ဘင်းစတက်ထိပ်သီးအစည်းအဝေးမှာတရားမဝင်အာဏာသိမ်းထားတဲ့အကြံဖတ်စစ်ကောင်းဆောင်ကို အတိမတ်မပြုဘဲတရားဝင်ပြည်သူအစိုးရဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရကသာတက်ရောက်ခွင့်ပြုဖို့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မာအောင်ကဘင်းစတတ်ထိပ်သည့်အစည်းအဝေးရဲ့အထွေထွေအတွင်မူ He Mr. Indra Mani Pandey ကိုမတ်လ26ရက်နေ့နေဆွဲနဲ့စာပေးပို့တောင်းဆိုထားပါတယ်။အဲဒီစာထဲမှာနိုင်ငံရဲ့သမိုင်းမှာအမှောင်မိုက်ဆုံးတဲ့ကြေကွဲပွဲအကောင်းဆုံးအခြေအနေကိုဖျက်ဆီးနေရပေမဲ့ကြမ်းကြမ်းခံရင်ဆိုင်နေရတဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ဒုက္ခတွေကိုနားလည်မယ်ဆိုတဲ့အကြောင်းယုံကြည်တယ်လို့လည်းဖော်ပြထားပါတယ်။အကြံဖတ်စစ်ကောင်စီကအင်အားပြင်းငလျင်လှုပ်ခတ်ပြီးချိန်မှာပဲနောင်ချိုမြို့နယ်၊ချောင်းမြို့နယ်၊ဖြူးမြို့နယ်၊ဗမော်မြို့နယ်၊စလင်းမြို့နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေစစ်ကြောင်းထိုးတာတွေကြေးရွာတွေကိုမိရှို့ဖျက်ဆီးတာတွေကိုတောက်လျှောက်ပြုလုပ်ခဲ့တာပါ။ငလျင်ဖြစ်ပြီးတဲ့အချိန်မှာတော့ပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အကြံဖတ်စစ်ကောင်စီကိုကုလသမဂ္ဂလူ့ကွန်ရေးကောင်စီရဲ့ အလှည့်ကျအဖွဲ့ဝင်ဖြစ်နေတဲ့ထိုင်းနိုင်ငံအနေနဲ့လက်မခံသင့်ဘူးလို့လည်းသုံးသပ်မှုတွေရှိနေပါတယ်။လက်တလောထိုင်းနိုင်ငံကကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီရဲ့အလှည့်ကျအဖွဲ့ဝင်ဖြစ်နေတဲ့အကြံဖတ်ဆေးဥစုကတော့ပြည်သူတွေငလျင်တန်ခံနေရချိန်မှာတော့စစ်ရာဇဝတ်မှုတွေကျူးလွန်နေတော့မယ်။အဲဒီလိုစစ်ရာဇဝတ်ကောင်တယောက်ထိုင်းနိုင်ငံထဲရောက်လာမှကိုထိုင်းအစိုးရကခွင့်မပြုသင့်ပါဘူးလို့နိုင်ငံရေးလေးလာသုံးသပ်သူတူကမှတ်ချက်ပြုပါတယ်။ အကြမ်းဖက်စစ်ကောင်စီကနေစဉ်လေကြောင်းတိုက်ခိုက်မှုတွေအစုလိုက်အပြုံလိုက်တပ်ဖြတ်တာတွေမီးရှို့မှုနဲ့စာတင်ကြောင်းတွေဆေးရုံတွေနဲ့ဘာသာရေးဆိုင်ရာအဆောက်အုံတွေကိုဖျက်ဆီးမှုတွေပြုလုပ်နေသလိုအရက်သားတွေကိုလည်းစနစ်တကျပြစ်မှတ်ထားပြီးတိုက်ခိုက်နေတာကြောင့်တန်းနဲ့ချီတဲ့မြမပြည်သူတွေဟာအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီးနေဆက်ဒေသတွေမှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဘင်းစတတ်ထိပ်သီးအစည်းအဝေးရဲ့အထွေထွေအတွင်းမှုစီပေးပို့တဲ့စာမှာဖော်ပြထားပါတယ်။ အကြံပတ်စစ်ကောင်စီရဲ့အခုလိုလှုပ်ရက်တွေဟာပြည်သူတွေရဲ့အခြေခံအခွင့်အရေးတွေကိုချိုးဖောက်ယုံတာမကနိုင်ငံတကာဥပဒေနဲ့လူ့ကုန်သိက္ခာကိုဖိဆန်ပြီးပြင်းထန်တဲ့စစ်ရာဇဝတ်မှုတွေဖြစ်တယ်လို့စာထဲမှာဖော်ပြထားပါတယ်။ဒါကြောင့်တရားမျှတမှုနဲ့လူ့ကုန်သိက္ခာကြီးစိုးတဲ့ရဲဝန်တစ်ခုဖြစ်ပေါ်လာဖို့အတူတကွပူးပေါင်းဆောင်ရွက်ဖို့လည်းအမျိုးသားညီညွတ်ရေးအစိုးရကဖိတ်ခေါ်တိုက်တွန်းထားပါတယ်။ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့ငလင်းဘေးသင့်ပြည်သူတွေကိုထောက်ပံ့ကူညီနိုင်ရေးအတွက်ပြည်တော်စုဝင်ကြီးနော်ဆူဆန္ဒလှလှဆူဦးဆောင်တဲ့အဖွဲ့က ဘာမားအက်ဒ်ဗိုကေစီဂရုနဲ့တွေ့ဆုံဆွေးနွေးတဲ့သတင်းပါ။အမေရိကန်အစိုးရနဲ့အမေရိကန်နိုင်ငံရောက်မြန်မာပြည်သူများငလျင်ဘေးသင့်ပြည်သူတွေကိုအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက်ဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ရေးအတွက်အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီးလူငယ်နဲ့ကလေးသင်ငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနော်ဆူဇန်နာလှလှဆူဦးဆောင်တဲ့အဖွဲ့ကဒေါက်တာရိုင်းဘာမားအက်ဒ်ဗိုကေစီဂရု BAG နဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။ အဆိုပါတွေ့ဆုံပွဲမှာပြည်ထောင်စုဝန်ကြီးနော်ဆူဆန္ဒလှလှဆိုးနဲ့နိုင်ငံသားရေးဝန်ကြီးဌာနဒုဝန်ကြီးဦးမိုးစောဦးတို့ဦးဆောင်တဲ့အဖွဲ့ကငလျင်တန်တဲ့ပြည်သူတွေကိုထောက်ပံ့နိုင်ရေးအတွက်ဒေါက်တာရိုင်းဘာမာ Advocacy Group BAG နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြတာပါတွေ့ဆုံဆွေးနွေးပွဲမှာမြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအမေရိကန်နိုင်ငံအစိုးရနဲ့ကယ်ဆယ်ရေးလုပ်ငန်းစဉ်များပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအားရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့နိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ် အခုတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်စစ်တပ်ကတော်လန်ရေးအင်အားစုတွေနဲ့နှီးစက်တဲ့ငလျင်တန်းတင့်နေမျိုးတွေစီကိုကူညီကယ်ဆယ်ရေးအဖွဲ့တွေမသွားနိုင်အောင်ပိတ်ပင်ထားတယ်လို့ဥနေဖုံးလက်ပြောကြားတဲ့သတင်းပါအကြံပတ်စစ်တပ်ကတော်လိုင်းရင်အင်အားစုတွေနဲ့နှီးစက်တဲ့ငလျင်တန်းတင့်နေမျိုးတွေစီကိုကုညီကယ်ဆယ်ရေးအဖွဲ့တွေမသွားနိုင်အောင်ပိတ်ပင်ထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြည်သူလူထုနဲ့နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း press briefing အစီအစဉ်ကိုဒီကနေ့မှထုတ်လွှင့်ခဲ့ရာ အခုလိုထည့်သွင်းပြောကြားလိုက်တာပါအကြံဖတ်စစ်တပ်ဟာစကိုင်းအပါဝင်တော်လရင်အင်အားစုတွေနဲ့နှီးဆက်တဲ့ငလျင်တန်တဲ့နယ်မြေတွေစီကိုကုညီကယ်ဆယ်ရေးအဖွဲ့တွေမသွားနိုင်အောင်တားဆီးပိတ်ပင်မှုတွေလှုပ်ဆောင်လျက်ရှိပါတယ်ဒါကြောင့်ကုညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့လည်းစစ်ကောင်စီပို့ဆောင်တဲ့နေရာတွေတွင်မဟုတ်ဘဲငလျင်တန်ခံကြရပြီးအရေးပေါ်ကုညီကယ်ဆယ်မှုတွေလိုအပ်နေတဲ့စကိုင်းတိုင်းမန္တလေးတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်တောင်ပိုင်းကနေရာဒေသတွေအထိလဲရောက်ရှိကုညီနိုင်ကြဖို့မေတ္တာရက်ခတ်သလိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ်ပူးပေါင်းဆောင်ရွက်ဖို့အစဉ်အသင့်ရှိကြောင်းပြောကြားလိုပါတယ်လို့ဥနေဖုံးလက်ကပြောကြားလိုက်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ငလျင်လှုပ်ခတ်မှုဖြစ်ဖြစ်ပြီးချင်းမှာပဲအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရမယ့်အခြေအနေအဖြစ်သတ်မှတ်ပြီးစိုးမိုးထိန်ချုပ်နယ်မြေတွေအတွင်းကငလင်းဘေးဒဏ်သင့်ပြည်သူတွေကိုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအလင်းမြန်ဆောင်ရွက်ကြဖို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ တက်ဆိုင်တဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေအားလုံးကိုညွှန်ကြားခဲ့သလိုမြေပြင်မှာရှိကြတဲ့တာဝန်ရှိသူတွေကလည်းအချိန်နဲ့တပြေးညီကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလုပ်ကင်ဆောင်ရွက်ခဲ့ကြတယ်လို့အတိအပေးပြောကြားခဲ့ပါတယ်။ဒါအပြင်ငလင်တန်တဲ့ပြည်သူတွေအတွက်နေမဆိုင်ပဲရောက်လာတဲ့နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကိုလည်းအထူးကျေးဇူးတင်ကြောင်းနဲ့အရေးပေါ်ကူညီကယ်ဆယ်မှုတွေလိုအပ်နေတဲ့အတွက်မလွဲမရှောင်သာအကြံပတ်စက်ကောင်စီနဲ့ဆက်ဆံဆောင်ရွက်ရတဲ့အပေါ်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အပြည့်အဝနားလည်တယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်။ မဲအောင်လိုင်းဦးဆောင်တဲ့အကြံဖတ်စစ်ကောင်စီရဲ့ဒီလိုမျိုးစစ်ရာဇဝတ်မှုကျူးလွန်မှုလူအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုလူသားမျိုးနွယ်စုပေါ်စစ်ရာဇဝတ်မှုကျူးလွန်မှုတွေများပြားစွာရှိခဲ့ပြီးဒါတွေကိုနိုင်ငံတကာကမသိအောင်လိန်ညာဖုံးကွယ်ဖို့ကြိုးစားနေရဆိုတဲ့လောက်ရက်ကနေဒီငလျင်ကိုအကြောင်းပြုပြီးနိုင်ငံတကာကပုံမူသိရှိနားလည်လာကြလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါကြောင်းဦးနေဖုံးလက်ကပြောပါရစေ။ ဒါအပြင်ငလျင်တန်ကြောင့်မတရားထောင်သွင်းအကျဉ်းချခံထားရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နိုင်ငံတော်တမရဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးရဲ့အခြေအနေကိုအထူးစိုးရိမ်နေလို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကငလျင်လှုပ်ပြီးချိန်တွေမှာပဲရှမ်းပြည်နယ်ကနောင်ချိုမြို့နယ်၊စကိုင်းတိုင်းက၆ဦးမြို့နယ်၊ပဲခူးတိုင်းကဖြူးမြို့နယ်၊ကချင်ပြည်နယ်ကဗမော်မြို့နယ်၊မကွေးတိုင်းစလင်းမြို့နယ်တို့ကကြေးရွာတွေကိုလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့စစ်ကြောင်းထိုးတာတွေနဲ့ရွာတွေကိုမိရှို့တာတွေပြုလုပ်နေပါတယ်။ လူ့ကိုယ်ရေးဆိုင်ရာဝန်ကြီးဌာနက2023ခုနှစ်မှ2025ခုနှစ်မတ်လ16ရက်နေ့ထိမှတ်တမ်းတင်ထားတဲ့အချက်လက်တွေအရအကြံဖတ်ဆေးအုပ်စုဟာအရသာပြည်သူတွေရှိရာနေရာတွေကိုလေကြောင်းတိုက်ခိုက်မှု2190ချိန်ပြုလုပ်ခဲ့ပါတယ်။ငလျင်တန်တဲ့ပြည်သူတွေဟာလုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုမရခဲ့တာကြောင့်တေဆုံးမှုတွေပုံမှုများပြားခဲ့ရတယ်လို့ဥနေဖုံးလက်ကပြောပါတယ်။ အကြံဖတ်စစ်ကောင်စီဟာ2025ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာရန်ကုန်မြို့နဲ့မန္တလေးမြို့တွေမှာရှိကြတဲ့ပုဂ္ဂလိကဆေးရုံဆေးကန်းအများစုကို Civil Disobedience Movement CDM မှာပါဝင်တဲ့ဆရာဝန်တွေတူနာပြုတွေကိုလက်ခံတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပိတ်သိမ်းခဲ့ပါတယ်။ငလျင်းဘေးဒဏ်တင့်နေတဲ့အချိန်မှာလဲအကြံဖတ်ဆေးအုပ်စုဟာပိတ်သိမ်းထားတဲ့ပုဂ္ဂလိကဆေးရုံဆေးကန်းတွေကိုပြန်ဖွင့်ခွင့်မပေးသေးတာကလည်းကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုများစွာထိခိုက်စေတယ်လို့ထောက်ပြထားပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်စစ်အုပ်စုကနိုင်ငံတော်အဆင့်ဝန်ထဲချင်းအထိတ်မှတ်သတ်မှတ်ထားတဲ့ရက်မှာပဲနောင်ချိုမြို့ကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တဲ့သတင်းပါအကြံဖတ်စစ်အုပ်စုကအင်အားပြင်းငလျင်ကြောင်းပြည်သူတွေဒုက္ခရောက်နေချိန်မှာနိုင်ငံတော်အဆင့်ဝန်ထဲချင်းအထိတ်မှတ်နေအဖြစ်ခုနှစ်ရက်တာသတ်မှတ်ခဲ့ပြီးမှအဆိုပါသတ်မှတ်ထားတဲ့ရက်တွင် နောင်ချိုမြို့ကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ TNLA ကထုတ်ပြန်အသိပေးခဲ့ပါတယ်စစ်ကောင်စီတပ်ဟာငလျင်လှုပ်ခတ်ပြီး 31ရက်3လ2025ရက်နေ့မှ6ရက်4လ2025ရက်နေ့အထိနိုင်ငံတော်အဆင့်ဝန်ထဲချင်းအထိမ့်မှတ်နေ့ရက်တက်မှတ်ကြေညာထားတော်လဲအရက်သားများအားရည်ရွယ်ချက်ရှိရှိဥတီဘုံကျဲတိုက်ခိုက်နေတယ်လို့ TNL ကထုတ်ပြန်ခဲ့ပါတယ်။အကြံဖတ်ဆေးဥစုကမတ်လ31ရက်နေ့မနက်10:30မိနစ်အချိန်မှာနောင်ချိုမြို့နယ်ကြောက်ကျန်းကျေးရွာကို120မမဘုံသီးတယ်ဆောင်လာတဲ့ drone နဲ့တိုက်ခိုက်ခဲ့တာပါ။အဆိုပါတိုက်ခိုက်မှုကြောင့်ဘုံထိမှန်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။ အချမ်းဖတ်ဆေးဥစုကအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့မွန်းလွဲတနာရီ9မိနစ်အချိန်မှာနောင်လင်ကြေးရွာအတွင်းကို Jet Fighter နဲ့250ဘုံနှလုံးလာရောက်ကျဲချမှုကြောင့်ဒေသခံနေအိမ်3လုံးနဲ့စာတင်ကျောင်း2ကျောင်းထိမှန်ပျက်စီးခဲ့ရပါတယ်။အလားတူမတ်လ26ရက်နေ့မှာလည်းနောင်ချူမြို့နယ် အုံမခကျွေးရွာ30ကျွေးရွာနဲ့ရွှေညောင်ပင်ကျွေးရွာမှာဂျမ်ဖတ်စေအုစုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဒေသခံ၄ဦးသေဆုံးခဲ့ပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်ဒေသခံနေအများပြားလည်းဘုံစားထိမှန်ပျက်စီးသွားခဲ့ရတယ်လို့ TNL ကထုတ်ပြန်အသိပေးထားပါဗျာ TNL ကတော့အကြံဖတ်ဆေးအုပ်စုရဲ့ဘုံကျဲတိုက်ခိုက်မှုများရှောင်ရှားရန်နဲ့စစ်ရေးတရီအမဲရှိရန်လိုအပ်ပြီးလေချောင်းရံမှကာကွယ်ရန်လေချောင်းရံကာကွယ်ရေးဆိုင်ရာနီလန်းများလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့အသိပေးထားပါဗျာ က်မှတ်တင်ဆက်ပေးမယ့်သတင်းကတော့ငလျင်တန်းပြင်းထန်စွာခံစားနေရတဲ့စကိုင်းတိုင်းမှာအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးစစ်ကြောင်းထိုးနေတဲ့သတင်းပါငလျင်တန်းပြင်းထန်စွာခံစားနေရတဲ့စကိုင်းတိုင်းမှာမြင်းမှု၆ဦးမုံရွာပြောင်စုလမ်းမကြီးတစ်လျှောက်အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးစစ်ကြောင်းထိုးနေတယ်လို့မြင်းမှုမြို့နယ်သတင်းမှန်ပြန်ကြားရေးကပြောပါရယ်အကြမ်းဖက်စစ်တပ်ကမတ်လ31ရက်ည9:30မိနစ်အချိန်မှာ မြင်းမူချောင်းဦးမုံရွာပြည်တော်စုလမ်းမကြီးတလျှောက်လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးအလကပရွာအရှိတ်ဘက်မှာရှိတဲ့ဒို့မြမာကျော်စီဆိုင်ကိုဝင်ရောက်တဆွဲခဲ့တာပါ။ဒါအပြင်မြောင်လန်းခွဲမှာရှိတဲ့အကြံဖတ်စစ်တပ်ကလည်းည10:00နာရီအချိန်ခန့်မှာအလကပကြီးရွာတဲကိုဝင်ရောက်လာပြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အကျံဖတ်စစ်တပ်ကအလကပကြေးရွာထဲမှာကင်းဘုံဝင့်နေပြီးမြင်းမူချောင်းဦးမုံရွာပြောင်စုလမ်းမကြီးတလျှောက် စည်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတယ်လို့ငင်းမှုမျိုးနယ်သတင်းမှန်ပြန်ကြားရေးကပြောပါရယ်။ဒါအပြင်အကြံဖတ်စစ်တပ်ကမတ်လ31ရက်ည9:00မိနစ်40အချိန်ခန့်မှာချောင်းမြို့နယ်အရှိမြောက်ချမ်းတနေရာကိုအကြံဖတ်မုံရွာနာမခါကတက်လာတဲ့စက်တက်လေဒီနဲ့၅ချိန်ဘုံတိချတိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါဗျာ။ အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချီးမွမ်းရေးလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရမပင်မြို့နယ်ရဲ့နောက်ပြမလဲကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းကအကြံဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဒေါ်လန်ပြည်သူတွေကနောက်ပြမလဲကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားတွေကိုကန်ဆောင်ပြီးအကြံဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ရမပင်မြို့နယ်မှာအွန်လိုင်းလွှင့်မီဒေါင်းသွေးနီတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းလွှင့်မီဒေါင်းသွေးနီတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒေသခံတော်လှန်ပြည်သူတွေကနေမင်းမငိမ့်တက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ ဒါကတော့ဧပြီလ၁ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။